နေ့မှာတော့မွေမြူတေရနာကိုစောင့်ရှောက်နေတဲ့ဘရင်ကြီးဆက်ကရန်ဆင့်ကိုပင်၅ရောက်မြောက်လူသက်သမားဖြစ်ထင်မြင်သွားအောင်ဂျာမနီကလက်ကွက်လေးတွေကိုတုံးပြီးကောက်ချစ်စွာနဲ့ရှီဗန်ညာတို့ကိုဘလူတွေလှစားသွားမလဲဆိုတာကိုစိတ်ဝင်စားပွဲကြီးရှုရမယ်။မွေပြုံမယ်ရဲ့ကလပ်စားအပိုင်း၄၂ကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Recover Channel ကို ကြည့်ရှုအားပေးကြတဲ့ပြည်သားအလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတည်တံ့တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recover Channel နဲ့နိုင်ငံတကာစကားအစုံကိုတင်ဆက်ပေးသွားမယ် Recover ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်ဖို့ Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။ စီရှာတရားနတ်ဆရာမကြီးကိုသူ့ရဲ့စိတ်တွေနဲ့ညှို့ယူထားခဲ့ကဝေပြူချောင်းကိုခေါ်ဆောင်သွားခဲ့ပြီး၅ရောက်မြောက်လူသက်သမားရဲ့နာမည်ကိုမင်းမြန်နေခဲ့ပေမဲ့နတ်ဆရာမကြီးကတော့အစိတ်တွေမိပြီးကြောင်တောင်တောင်ဖြစ်နေခဲ့ပါအကြောင်းမဲ့ကတခါကဂရာချိုးကိုရွတ်ဆိုကစီရှာထမှန်မင်းမြန်ခိုင်းခဲ့တဲ့ခါမှာတော့နဆီယာမာကြီးက၅ရောက်မြောက်လူသက်သမားကအရန်ကိုကောက်ချစ်ရုံမာပြီးသူကရီတရဲ့ဆွေမျိုးတယောက်လို့ပြောဆိုကပြန်လေသတိမိတ်သွားခဲ့ပါတယ် ဆီရှာလည်းဆက်လက်မေးမြန်းလို့မရတာကြောင့်ဒေါသတွေထွက်နေခဲ့ရတာကိုကတာခါကဖြောင်းပြပေးခဲ့ပြီးအခုတော့ငါတို့အတွက်သဲလွန်စားတစ်ခုရရှိသွားပြီလေဒါကလည်းနမေသားထုတ်ပြောနိုင်တာတရားခံကိုညွန်ပြနေသလိုပါပဲရီတရဲ့ဆွေမျိုးတွေကငါရောက်မြောက်လူသက်သမားကိုရှာဖွေလို့ရာသွားပြီလို့ပြောဆိုခဲ့ပါတယ်ဆီရှာလည်းဒါဆိုရင်ဒီလူကသူမတို့ရဲ့နားမှာပဲရှိတာဖြစ်ပြီးရအောင် ဖော်ထုတ်ရမယ်လို့ပြောဆိုချိန်ဝါခဲ့ပါတယ် ရိုက်ဂျာကတော့သူ့ကိုတစ်ချိန်လုံးနှိမ်ချဆက်ဆံနေခဲ့တဲ့ယာမနီကိုပညာပြန်ပေးဖို့သူ့ကိုသူမာလီတယောက်လိုဝတ်ဆင်ပြီးတစ်ချိန်လေးတည်းနဲ့နှိစီပန်းမင်တွေကိုမြေဆွနေခဲ့ပါဒါကိုယာမနီနဲ့ရှီဗညာပါဝင်မိသားစုတွေကကြည့်ပြီးဒန်ဒေါ်တွေဖြစ်နေကြရကယာမနီကတော့သူ့ကိုရိုက်ဂျာကအရွေးတိုက်ပြီးပညာပေးနေပြီဆိုတာကိုသိရှိသွားခဲ့တာကြောင့်မိသားစုတွေရဲ့ရှီမဟန်မပြတ်နေခဲ့ရင် ရိုက်ဂျာကိုရှင်ကအရေးကြီးစီးဝေးပွဲတစ်ခုကိုတက်ဖို့ရှိတယ်မဟုတ်လားလို့ပြောဆိုသတိပေးကပတ်ထုတ်ခဲ့ပိုင်အခန်းထဲကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ရှီဗန်ညာကတော့ထူဆန်းနေတဲ့ရိုက်ဂျာကိုတွေးမြင်ခဲ့ရတာကြောင့်ဘာလို့ဒီလိုတွေဖြစ်နေတာလဲလို့တွေးနေမိခဲ့စင်ပါပဲရီတက်ကရီချိုးပြီးတော့ထွက်လာခဲ့တာကြောင့်ရှီဗန်ညာလည်းရီတက်ရဲ့ညကကြောင်ကြံတွေဖြစ်ပြီးမြင်မှတ်ခဲ့တဲ့အိမ်မက်ရဲ့အကြောင်းကိုမေးမြန်းခဲ့ပါတော့တယ်ရီတက်လည်းသူ့ရဲ့အိမ်မက်ကိုရှီဗန်ညာပြောပြခဲ့ပြီး ူးဆန်းတဲ့အိမ်မက်တစ်ခုပဲလို့ပြောဆိုကဝစ်စားလဲပြီးထွက်သွားခဲ့ပါတော့တယ်။ဂျန်ရစ်ခဲ့တဲ့ရှီဗန်ညာလဲရီတရဲ့အိမ်မက်တဲကသူကရီတရဲ့ဖခင်ဘီယင်ကြီးစာကရန်ဆင်ဖြစ်နေခဲ့တာကိုရှင်းပြနေခဲ့ပြီးဒီအကြောင်းတွေကဘယ်ချိန်ကြမှာရီတတရကိုသိလာမှာလဲ။သူမကရောဘလို့ပြောပြရပါမလဲလို့တွေးနေမိခဲ့ပါတယ်။ဂျာမနီလဲသူမရဲ့ခန်းထဲကိုပြန်လဲရောက်ရှိလာခဲ့တဲ့အခါတချင်းလေးတီအေးနဲ့ဖြစ်နေခဲ့တဲ့ရိုက်ဂျာကိုချီကသူ့ကိုရွှဲတိုက်ပြီးဟာတာလိုလုံနေခဲ့တာကိုတပြေးတောက်တောက် ပြောဆိုခဲ့တဲ့အခါ ရာဟီချာကမင်းပြောတဲ့အတိုင်းဒါကကိုစင့်နဲ့ကိုနေတာပဲလေငါကမာလီတယောက်ဆိုတာမင်းမဲအားလုံးကိုစပြောခဲ့တာဒီတော့ငါကလည်းမာလီတယောက်လိုပဲနေလိုက်တာလေလို့ပြန်လေပြောဆိုနေခဲ့ပါယာမနီလေရှင်ဘာလူချင်းလို့ဒီလူတွေလုံနေရတာလေလို့ဒဲရိုးပဲမေးလိုက်တဲ့အခါရာဟီချာကလည်းသဘောချသွားခဲ့ပြီးအခုမှပဲလူရင်းကိုရောက်တော့တယ်တကယ်တော့မင်းကိုအခုလိုစင်တန်းမြုပ်ရအောင်ငါကပဲလုပေးခဲ့တာနော်မင်းပဲမွေမြုပ်တဲ့ရနာကိုလူချင်းနဲ့ဆိုလို့ငါတို့လေးယောက်ကကူညီပေးခဲ့တာ ။ဒါကြောင့်ငါပြောချင်တာကငါတို့ရဲ့ကုညီမပါပဲမင်းခုလိုဖြစ်မလာဘူး။မင်းကိုငါကကုညီပေးခဲ့ရတာ။ဒါကြောင့်ငါကိုနှိမ့်ချမစော်ကားသင့်ဘူး။တယောက်နဲ့တယောက်ကြားမှာလိစားမှုလေးတော့ရှိသင့်တယ်။ကားခုံမိုးတွက်လက်နှစ်ဖက်လိုအပ်တယ်။ဒါပေမဲ့လက်ဖက်သေးဆိုရင်လည်းလက်ဖြောက်တီးနေလို့ရသေးတယ်။ငရုတ်ဆုံးမရှိပဲဘလို့လို့ငရုတ်သီးထောင်းပါလေလို့ပြောဆိုကာထွက်ခွာသွားခဲ့တာကြောင့်ဂျန်ရစ်ခဲတဲ့ယာမနီလဲဒီလူကလိုရာထက်ပိုပြောနေတာပဲဒီအတိုင်းသာဆက်ဖြစ်နေမဲ့ဆိုရင်ငါရဲ့စီစဉ်တွေကလွဲချော်နေအောင်မယ် ီမာလီကိုတခုခုလုံးဝဖြစ်တော်မယ်လို့ကောက်ချက်စွာနဲ့ပြောဆိုခဲ့ပါတော့တယ်။ဂျာမနီတို့အိမ်ကနေတိတ်တဆိတ်ပြန်ထွက်လာခဲ့တဲ့ဘရင်ကြီးဆာဂရန်ဆင်ကရိုင်ဂျာနဲ့ဂျာမနီလောဘဟူဇုံတွဲကမွေမြူတရန်နာကိုရဖို့ဘာမဆိုလုံးလာနိုင်တဲ့အတွက်ဒါစီဘိုအစီအစဉ်တွေကိုစဉ်းစားကလမ်းလျှောက်လာခြင်းရုပ်တရက်သူကောင်းကိုအနောက်ကနေဒုံးနဲ့ရိုက်ခံလိုက်ရတာကြောင့်လဲကျသွားခဲ့ပါရိုက်လိုက်တဲ့သူကတော့အခြားသူမဟုတ်ပဲရီတစ်ပဲဖြစ်နေခဲ့ပါတော့တယ်။ဘီယန်ကြီးလည်းရီတစ်ကိုကြည့်ရင် ဒါလေးယူဗရာငါကမင်းဖေပါလို့ပြောဆိုကမိသွားခဲ့တာကြောင့်ရီတက်လည်းဘယင်ကြီးကိုကြည့်ကစဉ်းစားသွားခဲ့ပိုင်းဘယင်ကြီးစကရန်စင်တယောက်သတိပြန်ရလာခဲ့တဲ့အချိန်မှာတော့သူရောက်ရှိနေခဲ့တာကပန်ချာကစိုင်ကြီးထဲမှာဖြစ်နေခဲ့တာကြောင့်အံ့ဩသွားခဲ့ပိုင်းအဆိုပါအချိန်မှာပဲရီတက်ကရောက်ရှိလို့လာခဲ့တာကြောင့်ဒါလေးယူဗရာလို့ခေါ်လိုက်ပြီးရာဂျီဂျာနဲ့ယာမနီတို့ရဲ့ရုံမှကောက်ချစ်ပုံတွေကိုပြောပြခဲ့ပြီးသူကရီတက်ရဲ့ဖေးရင်ဖြစ်ပြီးရာဂျီဂျာနဲ့ယာမနီတို့ကမိဘရင်းတွေမဟုတ်ကြောင်းရှင်းပြခဲ့ပေမယ့် ရီတစ်ကမယုံကြည်ခဲ့ပဲသူကိုအရင်ဆုံးမွေမြူတေရနာထားရှိတဲ့နေရာကိုခေါ်ဆောင်သွားမယ်ဆိုရင် အခုပြောတဲ့ကိစ္စတွေကိုယုံကြည်ပေးမယ်လို့ပြောခဲ့တာကြောင့်ဘယင်ကြီးကမဖြစ်နိုင်ကြောင်းဒါကလည်းသူတို့ပိုင်ဆိုင်တဲ့ရနာမဟုတ်ပဲတာဝန်တစ်ခုအနေနဲ့ထိမ့်သိမ်းကာကွယ်ဖို့ဖြစ်ကြောင်းအန်ဒီရဲ့ရှိတာကြောင့်ခေါ်သွားလို့မရကြောင်းပြောဆိုခဲ့ပါတယ်ရီတက်လည်းမွေမြူတေရနာရဲ့အကြောင်းကိုမပြောသေးရခင်ဗျားပြောတာတွေကိုတခုမှမယုံကြည်နိုင်ဘူးလို့ပြောဆိုကအမှန်တရားကိုကျွန်တော်ကရှာပါပါဒါပေမဲ့ကျွန်တော်ပြန်လာတဲ့အထိဒီမှာပဲနေပါ မဟုတ်ရင်ခမားဒီကနေထွက်သွားလိုက်တာနဲ့သူတို့ကခမားကိုအလုတ်ပေးမှာမဟုတ်ဘူးလို့ပြောဆိုကာထွက်ခွာသွားခဲ့ပါတယ်။တကယ်တော့ဘယင်ကြီးစာကရန်စင်နဲ့ပြောဆိုနေခဲ့တဲ့သူကရီတစ်မဟုတ်ခဲ့ပဲစီရှာကအသွင်ပြောင်းကမွေမြူတွေရန်နာနဲ့ပတ်သက်ပြီးမေးမြန်းခဲ့တာဖြစ်ပါတယ်။ဒါကိုဘယင်ကြီးစာကရန်စင်တယောက်ကတော့မသိရှိခဲ့ပါဘူး။စီရှာလည်း မွေမြူတေရနာရှိတဲ့နေရာကိုမသိခဲ့ရပေမဲ့ယာမနီကရီတရဲ့အမေရင်းမဟုတ်ဘူးဆိုတာကိုသိရှိခဲ့ရတာကြောင့်ဒါဆိုရင်ယာမနီက၅ရောက်မြောက်လူသက်သမားဖြစ်နေပြီလို့ကောက်ချက်ချကရှိဗန်ညာကိုအမြန်ဆုံးပြောပြရမယ်လို့ရေရွတ်ပြီးစိုင်ကြီးစီကနေထွက်လာခဲ့ပါတော့တယ်။အဲဒီနောက်စီရှာကဝပြူချောင်းကိုရောက်ရှိလာခဲ့တဲ့ရှိဗန်ညာကိုရီတရဲ့ဖခင်ဘရင်ကြီးဆာဂရန်ဆင်ထံကနေသိရှိခဲ့ရတဲ့ယာမနီရဲ့အကြောင်းတွေကိုပြောပြခဲ့တဲ့အခါရှိဗန်ညာကတော့လက်မခံနိုင်ပဲ ဂျာမနီကမိသားစုကိုရန်ကိုချစ်တဲ့မိန်းသားတစ်ယောက်ဖြစ်ပြီးရီတက်ကိုလည်းတားရင်နဲ့မချာချစ်မြတ်နိုးသူဖြစ်ကြောင်းဒါကြောင့်စီရှာပြောတာကိုလည်းမယုံကြည်နိုင်ကြောင်းကိုပြောဆိုခဲ့ပါတယ်။စီရှာကလည်းအကိုရင်းတစ်ယောက်ကကိုညီမကိုအကြောင်းမရှိဘဲမပုတ်ခတ်နိုင်ပါဘူးလို့ပြောဆိုခဲ့တဲ့အခါဂျာမနီကိုသူတော်ကောင်းမကြီးတစ်ယောက်လိုခံယူထားခဲ့တဲ့ရှိပညာကပြပြတတငင်းဆန်ခဲ့ပြီး ။ဒါဆိုရင်အကိုရင်းဖြစ်တဲ့ဘရင်ကြီးစာကရန်စင်ကမွေမြူတွေရန်နာရဲ့အကြောင်းကိုထုတ်မပြောနိုင်ပဲဘာလို့သူကထွက်ပြေးနေရတာလဲလို့မိကုန်းထုတ်ခဲ့တာကြောင့်စီရှာနဲ့ကတ္တာခါတို့လည်းဘသူပြောတာကအမှန်ဖြစ်နေပလဲဆိုတာကိုနားလေရခက်ခဲသွားခဲ့ပါတော့တယ်။ဒါကြောင့်ပဲရှီဗန်ညာကဒီနေ့ပဲအမှန်တရားကိုရအောင်ဖော်ထုတ်မယ်လို့စီရှာတို့ကိုပြောဆိုကအင်ကိုပြန်သွားခဲ့ပါတော့တယ်။ အင်ကိုရောက်ရှိလာခဲ့တဲ့ရှီဗန်ညာကသူ့ရဲ့ပုံစံကိုဘယင်ကြီးဆာကရန်စင်ရဲ့အသွင်ကိုပြောင်းလဲပြစ်လိုက်ယာမနီကိုလာရောက်တွေ့ဆုံခဲ့တဲ့အခါယာမနီလည်းရုတ်တရက်ဆိုတော့သူမကိုယ်တိုင်ရောက်ကမအောက်ကိုတွန်းချခဲ့ပြီးအသက်ရှင်လျက်သူမရဲ့ရှေ့မှာပြန်ပေါ်လာခဲ့တာကြောင့်ပထမတော့ထိတ်လန့်သွားခဲ့ပိုင်းဒါပေမဲ့သူမရဲ့လက်မှာဝှစ်ဆင်ထားခဲ့တဲ့ဆောင်းလက်စုပ်ကအယောင်တွေတောက်လာခဲ့တာကြောင့်သူရှိကဘယင်ကြီးဆာကရန်စင်ကမွေမအယောင်ဆောင်ထားတယ်ဆိုတာကိုရှင်းပြသွားခဲ့ပိုင်း ဒါကြောင့်မဲမသိသလိုနဲ့အယူခွက်နင်းလိုက်ကာရုတ်တရက်ငိုကြွေးလိုက်ရင်ရိုက်ဂျာတက်လို့အကူတည်သွားပြီလို့ထင်မြင်ခဲ့မိတာဖြစ်ကြောင်းဒါကြောင့်ရိုက်ဂျာကြောင့်မဲသူမရဲ့ဘွားကပြက်ခဲ့ရပြီးတယောက်တည်းချန်ခဲ့တဲ့အကူရဲ့တားဖြစ်သူကိုလည်းတားရင်တယောက်လို့ဆောက်ရှောက်ပေးခဲ့ကြောင်းသူကလည်းအကူနဲ့တပုံစံနဲ့ဖြစ်ကြောင်းသူကအခုအိမ်တော်ရှင်တယောက်ဖြစ်နေပြီဖြစ်ကာသူရဲ့ဇနီးကလည်းအရန်ကိုချောချောင်းလေးပြေးလေးနဲ့ပြောဆိုနေခဲ့ပါတယ် ဒါကြောင့်ဘရင်ကြီးအတွင်ဟန်ဆောင်ထားခဲ့တဲ့ရှီဗန်ညာကဂျာမနီရဲ့အပေါ်မှာတန်တရားရှင်းကျင်တာကြောင့်မွေမြူတေရန်နာကိုလူချင်းလို့ရီတစ်ကိုအသက်ရှင်ခွင့်ပေးထားတာဖြစ်ကြောင်းဆွဆွဲပြောဆိုခဲ့မှုပေါ်ဂျာမနီကမတုံ့လောက်ခဲ့ပဲမွေမြူတေရန်နာကိုအားလုံးကလူချင်းကြပေမဲ့သူမတွက်ကတော့မိသားစုက ပထမပဲဖြစ်ကြောင်းဒါကိုအကူရင်းဖြစ်သူကလည်းမသိသလိုလောဘသာရာယူဂျာကလည်းမသိရှိကြောင်း ရာဟိချာကလောဘကြီးတာကတိပိသားဖြစ်ပေမဲ့အကိုရင်းဖြစ်တဲ့သူကပါဘာလို့ယန္နာနဲ့ပတ်သက်ပြီးလောဘတွေတက်နေရတာလဲလို့သူမကတော့သူတော်ကောင်းကျန်တဲ့သူတွေကလောဘဖက်လို့လူမိုက်တွေဖြစ်နေကြတဲ့ပုံစံမျိုးနဲ့ပြောဆိုခဲ့တာဟန်ဆောင်မှုကောင်းစွာတယုံဆောင်ခဲ့ပါပြီးတော့အကိုတို့ကယန္နာကိုလိုချင်တာနဲ့အသွင်ပြောင်းမွေတွေကိုတတ်ခဲ့ကြတယ်။သူမအနေနဲ့ကတော့ဒါကိုမလိုချင်ခဲ့ပဲမိသားစုအခြေအနေလေးအေးအေးချမ်းချမ်းနဲ့နေထိုင်ရတာကိုပဲလိုချင်ကြောင်း အခုရဲ့သားနဲ့ချွေးမကိုလည်းအခုရဲ့အကြောင်းအတာတွေလောဘတွေကိုအမှန်တိုင်းမပြောပြထားဘဲထိန်ချန်ထားခဲ့ကြအောင်ဂျေစုပြုပြီးညီမတို့စီကိုပြန်လာပြီးဘဝကိုလောဘကင်းကင်းနဲ့ရိုးရိုးသားသားဖျက်ဆီးကြရအောင်လို့ဒရမာရီချိုးကပြောဆိုနေခဲ့ပိုင်းဆက်ပြီးတော့ယာမနီကပြီးတော့ကိုမလည်းအသက်အန္တရာယ်ရှိတယ်ဒါကြောင့်ဒီအဆောင်လက်စွပ်လေးကိုဝတ်ထားပါလို့ဂယူနာကြီးတဲ့ဟန်နဲ့ ်ဘရင်ကြီးစာကရန်စင်ဖြင့်ဟန်ဆောင်ထားခဲ့တဲ့ရှီဗန်ညာရဲ့လက်ထဲကိုအဆောင်လက်စုပ်ကိုထည့်ပေးခဲ့တဲ့အချိန်မှာပဲရီတရဲ့အော်ခေါ်တန်ကိုချားလိုက်ရတာကြောင့်ယာမနီလည်းကြီးရှုခဲ့ခြင်းတခဏမှာပဲဘရင်ကြီးစာကရန်စင်ကယာမနီရဲ့ရှေ့ကနေပျောက်သွားခဲ့ပြီးလက်စုပ်လေးသာကျန်ရစ်ခဲ့ရပိုင်းအိမ်ပြင်ကိုထွက်လာခဲ့တဲ့ရှီဗန်ညာလည်းသူမရဲ့ပုံစံမှန်ကိုပြန်လည်ပြောင်းလဲလိုက်ပြီးယာမနီပြောခဲ့တာတွေကအမှန်တွေပဲဖြစ်ရမယ်လို့ယုံကြည်သွားခဲ့ပါတော့တယ် ယာမနီတယောက်ကတော့မွေမကသူ့စီကိုဟန်ဆောင်ပြီးတော့ရောက်လာကသူမပြောပြလိုက်တဲ့ဇလန်းတွေကိုတကယ်လို့ထင်မြင်သွားခဲ့တဲ့အပေါ်မှာချိန်နှက်နေခဲ့ပြီမွေမကအကိုဖြစ်သူရဲ့ပုံစံကိုဟန်ဆောင်ပြီးတော့ရောက်ရှိလာခဲ့တယ်ဆိုတော့အကိုဖြစ်သူကိုသူတို့ကမြင်ဘူးလို့ဒီလိုဟန်ဆောင်လာခဲ့တာဖြစ်နိုင်ကြောင်းဒါဆိုရင်သူမကိုယ်တိုင်တက်ခဲ့တဲ့အကိုဖြစ်သူကမတိသေးတာလေဖြစ်နိုင်ကြောင်းဒါပေမဲ့သူမဆင်လိုက်တဲ့အကွက်ထဲကိုမွေမကဝင်သွားခဲ့တာကြောင့် သူမပြောလိုက်တဲ့ဇလန်းကိုယုံကြည်ပြီးရှီပညာရဲ့မိဘတွေကိုတတ်လိုက်တဲ့သူကရိုင်ဂျာပြင်ဘယင်ကြီးလဲပါတယ်လို့ထင်မြင်ကမွေမားတွေကသူ့ကိုတတ်ကြမှာဖြစ်ကြအောင်ဒါဆိုရင်သူမဆင်လိုက်တဲ့အကွက်ကကဲတလုံးနဲ့ငှက်နှကောင်ကိုထိအောင်ပြစ်ခတ်လိုင်းနိုင်တာပဲလို့တွေးတော့ကခြေနဲ့နေခဲ့ပါတော့တယ်။အဲဒီနောက်ရှီပညာလဲဝပြူချောင်းကိုရောက်ရှိလို့လာခဲ့ပြီးသူမယာမနီစီကနေသိရှိခဲ့ရတဲ့ချောင်းရရီယာယာမနီကတရားခံမဟုတ်ပဲ ရာအီဂျာနဲ့ရီတရဲ့ဖခင်ရင်ဘယင်ကြီးဆာဂရန်ဆင်တို့ကသာတရက်ခန့်တွေဖြစ်ကြောင်းစီရှာနဲ့ကာတာခါတို့ကိုပြောပြခဲ့ပါတယ်။ဒါကြောင့်ကာတာခါကဒါဆိုရင်နတ်ဆီယာမာကြီးပြောခဲ့သလို၅ရောင်မြောက်တရက်ခန့်ကရီတရဲ့ဆွေမျိုးဆိုတာဘယင်ကြီးကိုပြောတာပဲဖြစ်ရမယ်လို့လက်ခံယုံကြည်သွားခဲ့ပြီးစီရှာကလည်းဒါဆိုရင်တော့ရီတရဲ့ဖေကိုသူ့ရဲ့အဖြစ်တိုင်းအပြစ်ဒဏ်ခတ်ရမယ်လို့ပြောဆိုခဲ့ပါတော့တယ်။ ဒါပေမဲ့လည်းတကယ်တမ်းရီတရဲ့ဖခင်ကိုဂလစားချေရမယ်ဆိုတော့ရှီဗန်ညာရဲ့စိတ်တွေကရီတနဲ့ပတ်သက်နေခဲ့တဲ့သူမျိုးမလုံရက်ပဲဖြစ်နေခဲ့တာကိုကြည့်ရင်စီရှာကဂလစားမှာဆွေမျိုးတွေမရှိကြောင်းအဲဒါကြောင့်ဒီကိစ္စကိုရှီဗန်ညာကမလုံနိုင်ခဲ့ရင်သူမကပဲလက်စတက်ပေးမယ်ကြောင်းရှီဗန်ညာအနေနဲ့ကလုတင်တာကိုမလုပ်ခဲ့ပါကတည်ဆုံသွားခဲ့တဲ့မိဘတွေအတွက်တရားမှမဟုတ်ကြောင်း ိဘာတွေအနေနဲ့လည်းအသေးဖြောက်မှာမဟုတ်ဘူးလို့စကားကိုခဏနာပြောဆိုခဲ့တာကြောင့်ရှီဗန်ညာတရားမျက်ရည်တွေနဲ့ရွေးချယ်ရခက်နေခဲ့ရပါတော့တယ်။တစ်ဖက်မှာလည်းယာမနီကသူ့ရဲ့စိတ်ထဲမှာတန်တရားဖြစ်နေခဲ့ရတဲ့အကူဖြစ်သူကမသိသေးတဲ့အကြောင်းကိုအရာပေါ်မှာအေးလူလူအိတ်ဆက်နေတဲ့ရိုင်ဂျာကိုရင်းနဲ့ပတ်ပြီးနှိုးကပြောပြခဲ့ပါတယ်။ရိုင်ဂျာကမင်းကိုကိုမင်းကိုတိုင်းတောင်းအုပ်ကိုတိုးချခဲ့တာပဲလေ။ အသက်မရှင်နိုင်ပါဘူးလို့ပြောဆိုနေခဲ့ပေမဲ့ယာမနီကသူ့လောင်းကိုရှင်တွေ့ခဲ့လို့လားလို့ပြန်လည်မေးမြန်းခဲ့တာကြောင့်ရိုက်ဂျာလည်းစဉ်းစားသွားခဲ့ပါမင်းကသူ့အသက်ရှင်နေသေးတယ်ဆိုတာကိုဘာလို့တတ်အပ်သိနေရတာလဲလို့ပြန်မေးနေခဲ့တာကြောင့်ယာမနီလည်းရှီဗန်ညာကဘယင်ကြီးစာကရန်ဆင်းပုံစံဟန်ဆောင်ခဲ့ပြီးသူမရဲ့စီကိုရောက်လာခဲ့တဲ့အကြောင်းကိုရိုက်ဂျာမပြောပြချင်းခဲ့တာကြောင့်ထိန်ချန်ထားခဲ့ပြီးစာကရန်ဆင်းကသူမစီကိုရောက်ရှိလာခဲ့တဲ့အချိန် ရီတစ်ကိုတပ်ပစ်မယ်လို့ချင်းချောက်စကားတွေကိုပြောဆိုလိုက်တာကြောင့်ပြန်သွားခဲ့ကြောင်းဒါကြောင့်သူမရဲ့မျက်လုံးနဲ့တက်အံ့မြင်လိုက်ရတာမို့သူကအသက်ရှင်နေသေးတယ်ဆိုတာကိုသိရှိခဲ့တာဖြစ်ကြောင်းဒါကြောင့်ပဲတေချာစောင့်ကြည့်ထားဖို့ရိုက်ဂျာကိုခိုင်းစေခဲ့တာကြောင့်ရိုက်ဂျာတရားမငင်းနိုင်တော့ပဲနှုတ်ဆက်သွားခဲ့ရပါတယ်ပရင်ကြီးစကရန်စင်ကတော့ဝပြုကျောင်းကိုရောက်ရှိလို့လာခဲ့ပြီးမလန်မကန်ကနေကတ္တခါတိအောင်အရှင်ကိုပူဇော်မှုတွေပြုလုပ်နေကြတာကိုရက်ကြည့်နေခဲ့ပါအဆိုပါအချိန်မှာပဲ ကတခါရှီယာကိုစီရှာကရောက်ရှိလာခဲ့ပြီးရှီဗန်ညာကရီတက်နဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်း အချစ်စိတ်တွေမှုန်ကဂလက်စားချိမဲ့လမ်းကြောင်းကသူ့ဖယ်သွားနိုင်ကြောင်းလူသားသမား9ယောက်ထဲမှာ2ယောက်ပဲကျန်တော့တဲ့အချိန်မှာရှီဗန်ညာကဒီလိုတွေ့ဝင်မှုတွေဖြစ်နေတာကပန်းနိုင်ကိုမရောက်ရှိနိုင်ကြောင်းစားတဲ့အကြောင်းအရာတွေကိုအားမလို့အားမရဖြစ်ကကတခါကူပြောပြနေခဲ့တာတွေကိုဇာကရန်စင်ကကြားသိသွားခဲ့ရပြီးဒါဖြစ်သူရစ်တကာအင်းအောင်ချသွားပြီဆိုတဲ့အကြောင်းနဲ့ရှီဗန်ညာလိုမွေမတကောင်နဲ့အင်းအောင်ချသွားခဲ့ရတဲ့တားဖြစ်သူအတွက်လဲဝမ်းထဲကယူကျုံမရတွေဖြစ်နေခဲ့ရပါတော့တယ် ။နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကိုအချိန်မေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်။